အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုသားပဲဖြစ်ပါတယ်ဗျာဒီနေ့မှာတော့ဖရာပန်းအောင်ဘနိုးထိုးရမလဲအိမ်ဒီမှာဖရာပန်းအောင်ဘနိုးလို့ထိုးတင်တယ်လေအဲကျွန်တော်တို့အဲ့တော့၃ထိုးရမလား၅ထိုးရမလားကျွန်တော်တို့မထိုးကောင်းဘူးလားစပြီးအဲ့လိုမေးတယ်မေးရှင်များတို့ဒီနေ့မှာတော့ဖရာပန်းအောင်ဘနိုးထိုးတင်လဲဆိုတာကိုမြောက်ပေးမှာဖြစ်ပါတယ်ဖရာပန်းအောင်ဘနိုးထိုးတင်လဲဆိုတာကိုမပြောပြခင်မှာဖရာပန်းအောင်ထိုးရတဲ့အကြောင်းရင်းလေးပေါ့နော်အဲ့ဒါလေးပေါ်ပေါ်လာလဲအကြောင်းရင်းလို့မြောက်ပေးမှာဖြစ်ပါတယ် မတော်ဖျားပုံထောတဲ့ဒလိကဖျားဗုဒ္ဓမြတ်စွာဘုရားရှင်တက်ရှိထင်ရှားရှိစဉ်ကလေးကိုကကျွန်တော်တို့ရှိခဲ့တဲ့အကြောင်းအကြောင်းလေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုအကြောင်းလေးလဲဆိုတော့ကျွန်တော်တို့ဒီဟိုတင်းတဲ့အခါမှာ ဖြစ်ဖြစ်ဆိုတာတရားဟောမှုအတွက်လူလူပိသက်တွေယဟန်ပိသက်တွေကျွန်တော်ဘေကူနီပိသက်တွေအများကြီးအချမ်းရံတွေရောက်လာကြတယ်အဲ့တော့တချို့လည်းနေဝေးတွေရနေရောက်လာကြတယ်အဝေးတွေနဲ့ရောက်ရောက်လာကြတော့အဲ့တော့လမ်းလေးရှောက်လမ်းလေးရှောက်လာရတော့ခီးတွေကဝေးတော့ဟောပင်မန်းနေပေါ့နော်ပင်မန်းနေချွေးလေးတလုံးလုံးတွေရာရာသီဥတုကလည်းနည်းနည်းပူတဲ့ရာသီဥတုနဲ့သွားသွားတိုက်တော့အဲ့တော့ပူဆိုးတယ်ပေါ့နော်ချွေးတလုံးလုံးတန်တလုံးလုံးနဲ့ကျွန်တော်လေးကြောင်းတဲ့ကိုဝင်းလာတာကြောင်းတဲ့ကိုဝင်းလာတဲ့ချိန်မှာတယောက်တယောက်နှစ်ယောက်တယောက်နှစ်ယောက်တော့ကိစ္စမရှိပြီမယ်လူ3-4 500လောက်က လူ3-4ယောက်ကအဲ့လိုချွေးနိုင်တဲ့နန်းနေတော့အားလုံးကပေါ့နော်အနက်ကိုအနက်ကိုစီနဲ့ချွေးချွေးတလုံးလုံးတန်တလုံးနဲ့နန်းနန်းနေကြတာပေါ့နော်အဲ့လိုနန်းနေကြတဲ့အချိန်မှာအဲ့လိုအဲလူရဲ့အဲလူမှာချွေးထွက်တဲ့အနက်နဲ့အကုန်လုံးကဒီဖျားစီကိုအကုန်ရောက်တယ်အကုန်ရတယ်ပေါ့နော်အဲ့ဒါကိုရှင်အနန္ဒာကသိတယ်ရှင်ရှင်နနာတိတော့အားလုံးလည်းအဆင်ပြေအောင်ဆိုပြီးတော့ကျွန်တော်တို့အဲဘေးနားလေးကိုသွားသွားပြီးတော့ဘေးဘေးသူ့ရဲ့ကြောင်းဘေးနားလေးမှာတော်ပန်းလေးနေရှိတယ်အဲတော်ပန်းလေးလေအကုန်တွေးတာလေးရှောက်ခူးရှောက်ခူးပြီးတော့အဲဟိုအဲဖရားရဲ့ အရှင်းနာမှာဟိုဟိုအိုးလေးတလုံးနဲ့တင်ပြီးတော့အဲဖခင်ရဲ့ဘယ်ဘယ်ဘက်မှာတလုံးညာဘက်မှာတလုံးအဲ့လိုတင်ပြီးတော့ထားလိုက်တယ်အဲ့လိုထားလိုက်တဲ့အချိန်မှာတော်တော်လေးကိုအဆင်ပြေတယ်ပြောမယ်အဲ့တော့လူတွေရဲ့ချွေးနဲ့နေကြတယ်ဖခင်စီကိုရောက်မလာတော့ဘူးဖခင်လည်းအမွေးအမွေးနဲ့ပန်းနဲ့လေးနဲ့အဲတရားလေးပါဟောတော့ပိုလို့အဆင်ပြေတယ်အဲစိတ်တွေကြည်လင်မှုလည်းပိုရတယ်အောက်ကနာနေတဲ့တရားနဲ့ပရိသတ်တွေကလည်းဒီပန်းဒီပန်းရဲ့ပန်းလောက်လည်းမြင်တယ်ဖခင်ရဲ့ကျွန်တော် တင့်တယ်တက်ပဲမှုရဲ့ဖခင်ရဲ့ ကျွန်တော်တွေဒီဖခင်ရဲ့တပ်ပဲမှုလည်းမြင်လည်းပန်းလည်းမြင်တော့အဲ့တော့ပို့လို့ကျွန်တော်တွေစိတ်ကကြည်လင်တယ်ဟိုဖခင်နဲ့ပန်းနဲ့ရလည်းပရဒတာဖြစ်တယ်ပြီးတော့ပန်းမှရတယ်ပန်းနဲ့နေရတယ်အရန်ကိုမှုနေပြီးတော့အဲ့ကပြိတ္တတွေအားလုံးကိုလည်းအဲ့ပန်းနဲ့နေရရတော့ဩပန်းနဲ့နေရတောပန်းလေးဆိုတော့ပန်းနဲ့မျိုးစုံကရတော့စိတ်ကလည်းပိုကြည်လင်ပြီးတော့သူတရားနာလို့ပိုကောင်းတယ်အရန်ထက်လည်းပိုပြီးတရားရသွားတဲ့လူတွေအများကြီးရှိကြတယ်လို့ အဲ့လိုမျိုးစာထဲမှာလည်းအာကျွန်တော်ရေးရတာတွေ့ဘူးတယ်ဆရာတော်ဖခင်များလည်းခုလိုမျိုးပြောပြတယ်ပေါ့နော်အဲကြောင့်မအိတ်ခေအိနေနဲ့စပြီးတော့အတော့ရှင်အရှင်နနာအကြောင်းပြုပြီးတော့အခုလိုမျိုးပေါ့နော်ဒီဖျက်ပန်းထိုးတဲ့ဒလိလေးတွေပေါ်ပေါ်ပေါ်လာတယ်ပေါ့အဲ နောက်ပိုင်းလဲဟိုဖះမျက်စုံဟိုမရှိတော့တဲ့အချိန်ကာလမျိုးမှာလဲဖះကိုရည်စူးပြီးတော့အခုလိုမျိုးပန်ကတ်တဲ့အကျိုးလေးတွေရေတော့ရေတော့ကတ်တဲ့အကျိုးလေးလေးလေးဆွန့်ကတ်လဲအကျိုးလေးလေးအကြောင်းကိုဟောဒီဟာကိုကတ်လို့ရှိရင်ဒီကျိုးဥမာဥမာရေရေရေဆိုလို့ရှိရင်အကျိုး၁၀ပါးစပြီးမှသူအကျိုးလေးအကြောင်းလေးပြောအဲ့လိုမျိုးဟောပြပြပြသက်လာတော့ကျွန်တော်တွေအဲ့ခက်ကနေစပြီးအခုချိန်ဒီပဲကျွန်တော်တို့တွေပန်းနေကတ်ကြတယ်ရေရန်နေကတ်ကြတယ်စီမီနေကတ်ကြတယ်စပြီးပေါ့နော်ကျွန်တော်တို့ကတ်ကြတယ် အဲ့တော့ကျွန်တော်တို့ကဒါဆိုလို့ရှိရင်အဲ့ခေအဲ့နည်းနဲ့စလာပြီးတော့ကျွန်တော်ဖရားပန်ကိုဘနိုးထွက်မယ်ဆိုပြီးတော့အဲ့လိုအခုအခုအခုနောက်ပိုင်းအခုနောက်ပိုင်းလူတွေအဲ့လိုမျိုးအမေးတွေများရတယ်ပေါ့ဒါလည်းပါကျုပ်ဆရာတို့ဖရားကြီးလည်းပြောပြခဲ့ပူပါပြီအဲ့တော့ မာမာကြီးမာကြီးဆရာတို့ဘုရားကြီးတို့လေဒီဆရာတို့ဘုရားကြီးတို့စောင်းတဲ့မှာလည်းအခုခုခုလိုတိုင်းပဲရေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘဏ္ဍုတ်ကတ်မယ်ဆိုတာဘုရားကဟောခဲ့ခြင်းမရှိပါဘူးဘဏ္ဍုတ်ကတ်ကကိစ္စမရဘူးတပွင့်ကလည်းရရပါတယ်တဦးကလည်းရပါတယ်နှုတ်ကလည်းရပါတယ်သုံးကလည်းရပါတယ်မရှိမှကိုယ့်ရဲ့ဖျောင်းចောင်းဆောင်နဲ့လိုက်ဖက်မယ်အိုးကတ်လို့ရပါတယ်လို့အခုလိုမျိုးပြောခဲ့ပါတယ်ပေါ့နော်ဒါကြောင့်မလို့အိုးတွေကအဓိကမကြပါဘူးဖျောင်းကိုကတ်လို့ရတဲ့သဒ္ဓါကတာအဓိကကြပါတယ်အဲ့တော့အဲ့တော့ဖျောင်းပန်းမှာကျွန်တော်ပန်းမဲ့ကတ်ကတ်ကျွန်တော်တွေဘလို့ပဲကတ်ကတ်ပေါ့နော်အဓိကက ဖះကိုယေစုပြီးကတ်တယ်တရာစိတ်ကအဓိကမလို့တော့တဦးကလေးရတယ်နှိုးကလေးရတယ်သုံးကလေးရလေးကလေးငါးကလေးရပါတယ်အဲ့တော့အော်တခုတော့ရှိတာပေါ့နော်ကိုကိုရဲ့ဖះเจ้าဆောင်ကအကြီးပဲအော်ပန်းဝါတော့တိုးတယ်ဆိုတော့နည်းနည်းမြန်တာတိတ်ပဋ္ဌာနာမဖြစ်ဘူးဗျာကိုကိုပဋ္ဌာနာဖြစ်အောင် အကြည့်ရတဲ့အစီအမံဒီလိုမျိုးကတ်ကြတာဖြစ်ပါတယ်အဲ့တော့ဖះเจ้าဆောင်ကတည်တည်လေးနဲ့ဖះပေါင်း10ဦးလောက်ကတ်လို့လဲတိတ်ပြီးတော့နေရာမဆန်တော့အစီအမံပြေလောက်ပေါ့ဗျာနော်ကိုယ့်ကိုကိုဖះเจ้าဆောင်နဲ့ကိုဖះပေါင်းနဲ့ကိုယ့်ကိုဒီပဏာသာဖြစ်မြောက်ကတ်လို့ရပါတယ်ဖះပေါင်းဘယ်လိုကတ်မလဲဆိုတော့ဘယ်လိုကတ်မလို့ဖះမဟုတ်ခဲ့ပါဘူး ဘနုံးကကရပါတယ်တဦးကလေးရလဲနှုတ်ကလေးရလဲသုံးကလေးရလေးဦးကလေးရလဲငါးဦးကလေးရလဲစုံကကမကကကိစ္စမရှိပါဘူးတချို့ကလဲအော်အိမ်မှာစုံကကမမကမအဲ့လိုမျိုးပြောကြတယ်ဘောနော်အဲ့တော့စုံကလေးရလဲမကလေးရလဲကိစ္စမရှိပါဘူးကြားသလိုကပ်ပါအဲ့တော့ဖခင်เจ้าဆုံးကတေးလို့ဗျာဆိုတဦးတက်ကနိုင်တဦးတက်ကကိစ္စမရှိပါဘူးနှုတ်ကချင်းနှုတ်ကကိစ္စမရှိပါဘူး အဲ့လိုမျိုးပေါ့နော်ကတ်လို့ရပါတယ်ကဲဒါတော့ဆိုလို့ရှိရင်ဖျားပန်းဘနိုးကတ်မယ်ဆိုတော့အလုံးသိသွားပြီထင်ပါတယ်ဘနိုးဘိုးဘနိုးကတ်ကတ်ရပါတယ်တရားတာအဓိကပါအဲ့တော့အော်ဒီနယ်မှာလည်းပန်းတွေကိုလည်းတချို့အိမ်တွေဆိုရင်ပန်းအတူတွေပါကတ်ကြရနော်အဲ့တော့ပန်းတူတွေပန်းတူတွေတော့မကတ်သေးချင်ပါဘူးအဲ့တော့ကတ်ပန်းအတုတွေကတ်တော့အတုတွေပဲအကျိုးပေးနေမှာဆိုရပါလေဒါကြောင့်မလို့ကျွန်တော်ကပန်းအစစ်တွေနဲ့ကတ်သေးချင်ပါတယ် ပန်ဟိုခီးသွားရင်တော့တမျိုးပေါ့နော်ခီးသွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပန်2တွေထိုးခဲ့တာကတော့ပို့လို့အဆင်ပြေတယ်။ကဲခီးသွားရင်တော့ပန်2ကတ်လို့ရပါလေခီးမသွားရင်တော့ပန်2မကတ်သေးချင်ပါဘူးပန်7ပဲကတ်သေးချင်ပါတယ်ဗျ။အဲ့တော့တချို့သောဆရာသမားတွေအဲတချို့လောထက်လန်းဆရာလေးဟိုးဆရာတွေဒီဆရာတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေဟိုသူတို့ရဲ့အိမ်နေမှာကျွန်တော်တို့ပန်ပန်ကတ်တာ အကန့်အသတ်ရှိပါတယ်သူတို့ကြတော့အကန့်အသတ်ရှိတယ်ပေါ့နော်အဲသူကြတော့ဘလို့ဘလို့ကန့်အသတ်ရှိတယ်ဆိုတော့အဲ့တော့သူတို့ကတော့ပန်းတွေတချို့တချို့တချို့ထက်လန်းဆရာတွေဆိုလို့ရှိရင်ပန်းတွေကကတ်တာတွေအများကြီးကတ်ကြတယ်တိုးနေနေမရဘူးအဲ့တချို့သောဆရာများတွေပန်းကတအိုးပဲကတ်တယ်အဲတချို့သောတချို့သောအောင်လန်းဆရာလို့တချို့သောအဲ့လိုပေါ့နော်ဆရာဆရာတွေတချို့သောဆရာတွေဆိုလို့ရှိရင်တော့ပန်းတိုးပဲကတ်တာမျိုးလည်းရှိတယ်ဒါကတော့သူတို့သူဆရာတွေမို့လို့သူတို့သူမို့လို့အဲသူတို့အဲသူတို့ခိုင်းသူတို့အယူနဲ့သူကတ်တာပေါ့နော်အဲကျွန်တော်ဖရားတော့ဘနိုးကတ်ကတ်ရပါတယ်ဗျအဲအားလုံးကျေးဇူးတင်ပါတယ်ဗျာ